ဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိတ်တွေပဲရွဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးနော်လောကကြီးကိုလိန်ညာပြီးတော့စားနေကြတာလိန်ညာပြီးတော့စားနေကြမန္တမန္တရားတွေစုပ်ပြီးတော့ဟောဝိဇ္ဇာလိုလိုဇောကြီးလိုလိုအဲ့လိုပုဂ္ဂိုလ်ရဲ့ အစွမ်းတကိုးတွေကိုလူတွေကယုံကြတယ်။ယုံကြတော့သူတို့ဟောတာတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ်။အုံဖွားတို့မန္တန်တကိုးနဲ့အစွမ်းတကိုးနဲ့ဂွင်းလုံးကျွတ်ဆိုတာဖြစ်နိုင်မှာဖြစ်နော်။အဲ့ဒါလားတိုးတိုးလူတွေကတော့ယုံမြဲယုံတာပဲ။ခဏလေးယုံတော့မဲတရားယုံနေတော့မဲ။အုံဖွားရရမရသေးဘူး။အုံဖွားဆိုတာသိလား။ဘာကြောင့်အုံဖွားလို့ခေါ်တာလဲ။ ဘမစကားမှာအုံးပါပါဠိစာပေမှာအုံးဆိုတဲ့စကားလုံးကအဥမအခရာသုံးလုံးပေါင်းထားတယ်နော်အာရဲ့ဥရဲ့မိုင်အဲ့ဒီသုံးခုကိုတတန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနဲ့အောင်တတန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားတယ်နော်အဥမမကြတော့ပြစပိတ် အောင်နော်အဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တယ်သူတို့ကိုးကွယ်တဲ့ဖရာသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာအာကဘရမဥကဗိရှနုမာကတိဝရှိပန်အဲ့ဒီသုံးခုကိုယေရှုပြီးအောင်လို့ရွတ်တာဘုရားဗဒနဲ့မဆောင်ဘူးတွားရွတ်ဆံလို့ အုံဆိုပြီးတော့မန္တနေရွတ်တဲ့အခါမှာရှေ့ရထားပြီးတော့ရွတ်တိဘက်မှာအုံမဏိပတမေဟုံဆိုတာရှိတယ်လို့ပဲအဲ့ဒီအုံခံပြီးတော့နောက်ကဖွာဆိုတာတကယ်ကတော့ဖွာမဟုတ်မန္တန်ရွတ်ပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလို့ကြတာပုတ်ပေးပြီးတော့ဖွာဖွာဖွာလောက်ကြတာဒီရက်တော့ပြောရဘူးဘုံလို့စီတော့အဲ့လိုကလေးလေးပုတ်ပြီးဟဲ့ ဖွားဖွားဖွားကျင်တ်တော့မန်းဖွားဖွားလှုပ်လှုပ်ပြတ်သွားမဟုတ်သူ့သူအချိန်တန်လို့ပြောက်သွားနော်လူကြီးကနေပုတ်ပြီးပြီးတော့ဟဲ့ဖွားဖွားဖွားလှုပ်လိုက်ရင်ပြောက်သွားအဲ့တော့လို့ပဲပါဠိစာပေမှာဖုဓမကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရပ်ပြီးတဲ့အခါမှာဖုဆိုပြီးတော့မှောက်လိုက်ရတယ်နော် အဲ့ဒီဖုဓမ္မကပန္နံကနေဖုကနေဖွာဖြစ်သွားတာအုံဖွာဆိုလားအုံကအစဖွာကအဆုံးပဲအုံတို့ရွတ်ပြီးတော့နောက်ကဖုလို့မဟုတ်လိုက်တယ်အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်ပန္နံနေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်ပန္နံနေရွတ်ပြီးနောက်ပိုင်းမှာ စွာဟာဆိုတဲ့သကလုံးကိုဆက်ရွတ်တယ်နောက်ဆုံးစွာဟာဆိုတာကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကောင်းကျိုးချမ်းသာဖြစ်ပါစေလို့အဓိပ္ပာယ်ရှိဗမာတွေကတော့အဲ့ဒီအဓိပ္ပာယ်မသိဘဲနဲ့မန္တန်ကျစ်ပြီးရတဲ့ကသွာဟာဆိုမောင်းချတာဖြစ်သွားစွာဟာကနေသွာဟာဖြစ်သွားတယ်သွာဟာဆိုမောင်းတော်တာဖြစ်သွားရောကောင်းကျိုးချမ်းသာတွေမလာနဲ့ပြေတော့ဆိုတဲ့အဓိပ္ပာယ် လွယ်တိလွဲချော်နေဖြစ်နေတာကိုပြောပြတာဘာမသိညာမသိနဲ့ရှောက်မရွကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွနဲ့ပြိတ္တိပဲရွဖះဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်เนาะ